ီနေ့အလူရှင်များဖြစ်ကြတဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲညာချနေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအားဘုရောကောင်းတို့ဤနှလုံးသားဆိုတဲ့ခေါင်းစဉ်နဲ့ဘုရားစကားအချိန်ရသလောက်ဟောကြားပေးပါမယ်။မြတ်စွာဘုရားတခင်ကိုတော်မြတ်ကြီးဟောကြားတော်မူတဲ့တရားထဲကဘုရောကောင်းပုဂ္ဂိုလ်များမှ ရှိတဲ့ရှိထိုက်တဲ့အရေးအချင်း မြတ်စွာဘုရားဟောတာတာရှိတယ်။အဲ့ဒီအယိချင်းအင်္ဂါရတ်ထေကဒုက္ခိတတသက္ကိစံကရောတိကိစ္ဆံဆိုတဲ့အင်္ဂါရတ်တစ်ခုလည်းပါ။ပုရောကောင်လောကမှာပုရောကောင်သူတော်ကောင်တို့ခေါ်နေကြတယ်။အဲ့ဒီသူတော်ကောင်တွေပြည့်စုံရမယ်အယိချင်းအင်္ဂါရတ်တွေထဲကဒုက္ခိတတသက္ကိစံကရောတိကိစ္ဆံပမာလို့ပြောမယ်ဆိုရင် ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဘီးအန္တရာယ်နဲ့ကြုံနေတဲ့ပုဂ္ဂိုလ်တွေကိုရိုးရိုးသေးသေးလေးလေးဆဆစေတနာထားပြီးကူညီခြင်းသည်တပ်သူတော်ကောင်းတို့ရဲ့အလုံးလို့တဗုဒ္ဓမြတ်ဖေဟာအတိလင်းကိုဟောတော်မူတဲ့ဒေသနာတော်ရှိပါယနေ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내ညီအချားတိုင်းဧဝံကြီးဌာနဝန်ထမ်းမိသားစုများသည့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကို တက်ဆွမ်းသမျှပြန်လည်ပြီးတော့ကယ်ဆယ်တယ်ပြန်လည်ပြီးတော့နေရာချတယ်သူတို့ရဲ့အရေးကိစ္စကို ဆောင်ရွက်တယ်ဝန်ကြီးဌာနဖြစ်တဲ့အတွက်ကြောင့်ဒီဝန်ကြီးဌာန ဝန်ထမ်းမိသားစုအလုံးဟာဒါသူတော်ကောင်းပုဂ္ဂိုလ်များရဲ့အစဉ်ရင်သူတော်ကောင်းပုဂ္ဂိုလ်များရဲ့အရေးအချင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဒါပြောလို့ရပါမိမိတို့ဌာနမှာတာဝန်ထမ်းဆောင်နေရင်တဲ့ မိမိတို့ရဲ့လုပ်ငန်းတည်လူသားတို့ခေါ်နတ်သားတို့ခေါ်တဲ့လုပ်ငန်းကိုငါတို့လုံနေရပါလားဆိုပြီးတော့လေကိုကိုကိုဂုံယူတတ်ဖို့လေအရေးကြီးပါဦးဇင်းတို့ရဲ့ကိုးကွယ်ရာဗုဒ္ဓမြတ်ဖုရားဦးဇင်းတို့စံနမူနာနဲ့ကြည့်လိုက်ဗုဒ္ဓမြတ်ဖုရားကသုဘသူတပါးတဲ့နိဗ္ဗာန်ကိုတွားတော်မယ်ဆိုရင်သူမိသားရှင်ရဲ့ဘဝတည်းကနိဗ္ဗာန်ကိုဝင်ဆိုင်နိုင်တဲ့အရေးချင်းတဲ့အဆုံးရှိပြီသားအပြည့်အစုံရှိပြီသား တကိုးကောင်းဆန်တဲ့စိတ်မျိုးနဲ့သာမြတ်ဖုရားကလောက်သွားမယ်ဆိုရင်သူမိတာရှင်သည်ဘဝတည်းကနိဗ္ဗာန်ကို ရောက်သွားပြီဒါပေမဲ့တန်တရာတကြောမှမျောနေတဲ့ဥစဉ်တို့လိုသူတော်ကောင်းတို့လိုပုဂ္ဂိုလ်တွေဒုက္ခိတတ္တဝါတွေတန်တရာရည်ရင်မှမျောနေတဲ့30ပုံမှမျောနေကြတဲ့ပုဂ္ဂိုလ်တတ္တဝါတွေလူနဲ့ပြမတတ္တဝါတွေကိုကဲတင်ရှင်လို့ဆိုပြီးတော့ မြတ်စွာဘုရားကလေးအတင်ရှင်နဲ့ကဘာတသိန်းတိုင်တိုင်ပါရမီကြီးဖြည့်ခဲ့တယ်ဖြည့်ပြီးတော့ဘုရားဖြစ်တော်မူလာတယ်ဘုရားဖြစ်တော်မူတဲ့နေ့ကစပြီးတော့ပရိနိဗ္ဗာန်စံဝင်သည့်နေ့တိုင်အောင်ဟောကြားတော်မူတဲ့တရားအလုံးဟာတန်တရာဒုက္ခမှာဒုက္ခတွေခံစားနေရတဲ့လူနတ်ပြမတတဝါတွေကိုနိဗ္ဗာန်ဒီဟူသောကြီးကုံထက်သို့ပို့ဆောင်မဲ့တရားတွေကြီးပဲဖြစ်ပါ ။ဒါကြောင့်မို့ဥစ္စံတော်တော်ကောင်းတို့ရဲ့စံနမူနာသည်ဗုဒ္ဓမြတ်ဖရာပဲ။ဗုဒ္ဓမြတ်ဖရာကသူစွမ်းနိုင်သည့်အလျောက်ဘဒ္ဒဝါဒီပေါ်မှာမဟာကရုဏာတော်ကြီးမားစွာထားပြီးတော့ဒုက္ခရောက်နေတဲ့တန်ត្រာဝုဆင်းရဲမှလည်နေရတဲ့ပုဂ္ဂိုလ်တွေတစွမ်းသမျှကဲတင်သွားတယ်။အဲဒါကိုဥစ္စံတော်ကစံနမူနာယူပြီးတော့ယနေ့လူမှုဝန်ထမ်းနဲ့ကဲဇေယျဝန်ကြီးဌာနမိသားစုတွေမိမိတို့ရဲ့ဌာနလည်းဒီတိုင်းပဲ အမကြခင်ဥစဉ်တို့တဘာဝကပ်ပြီးဒီဂျုံလာတော်မူခေကာလအနေအားဖြင့်နှစ်ဒီဂျာလာတဲ့အမြလောကမှာကပ်ပြီးဒီကအမျိုးမျိုးပြီးဂျုံနေရငကိုတော်ကဆိုရင်ကပ်ပြီးဒီဆိုတာအိမ်မရှိဘူးပေါ့အခုခင်အခုနောက်ပိုင်းကြတော့တဘာဝရည်မြတော်တောင်းနေတဘာဝပတ်ဝန်းကျင်နေပျက်စီးလာတဲ့အတွေ့အကြုံ ဥစဉ်တို့ကပ်ပြီးတဲ့အမျိုးမျိုးကြုံတွေ့ရတဲ့လီပီးရီပီးမီပီးစတဲ့ကပ်ပြီးတဲ့ကြုံတွေ့နေရအဲ့ဒီကပ်ပြီးတဲ့ကြုံတွေ့နေတာကိုအ धिक တာဝန်ယူပြီးကယ်ဆယ်ရေးလုပ်ငန်းလုပ်ရမှာကဒီဝန်ကြီးဌာနပဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်တဲ့နေရာချတာရေးဝန်ကြီးဌာနအ धिक တာဝန်ရှိအဲ့ဒီဝန်ကြီးဌာနကနေပြီးတော့ပဲအော်မြန်မာနိုင်ငံမှာတို့မြန်မာပြည်သူပြည်သူသားပြည်သားတွေ ိုင်းရင်းသားညီကိုမောင်နှမတွေဒုက္ခရောက်နေကြပြီအဲ့ဒီဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုငါတို့ကာယဆွမ်းညာနာဆွမ်းအားနဲ့ငါတို့တက်ဆွမ်းတဲ့မြကူညီမယ်အကျိုးဆောင်ပေးမယ်အဲ့ဒီကူညီဆောင်ရတဲ့နေရာမှာစေတနာတွေထည့်ပြီးတော့ကူညီလိုက်ရင်ဒါဖရာအလောင်းသူတော်ကောင်းတို့ရဲ့ကျင့်စဉ်ထဲမှာပါသွားပြီသူတော်ကောင်းတို့ရဲ့အင်္ဂါရက်ထဲမှာပါသွားပြီကိုကတော့စေတနာလေးထည့်ပြီးရမှာပေါ့ ဒုက္ခိတတတကိစ္ဆံကရောတိကိစ္ဆံဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမိမိတက်ဆွမ်းသမျှလေးလေးစားစားနဲ့စေတနာပြပြဝဝနဲ့ကိုညီဆောင်ရွက်ခြင်းဟာဒါတူတော်ကောင်းလို့ဒါခေါ်တဲ့အတွေ့အကြောင်းဥစဉ်တော်ဘုရားရှင်ကိုတော်မြတ်ကြီးဘုရားဖြစ်တဲ့ဘဝကိုမပြောနဲ့ဘုရားမဖြစ်ခင်ဘုရားဖြစ်ဖို့ကျင့်စဉ်တွေကိုကျင့်နေတဲ့ဘဝမဟာကပိဇတ်ဆိုတာဥစဉ်တော်တူတော်ကောင်းတို့အလုံးသိပြီးတာပါပဲဘုရားလောင်းမြောင်မင်းကြီးလေး အတန်းစားမှာသင်ခဲ့တာပဲဖះလောင်းမြောင်မြင်ကြည့်လိုက်တတ်မဲ့ဖြက်မဲ့ဘေးနဲ့ကြုံတွေ့နေရတော့သူ့မြောက်သားတွေမြောက်တတော်တွေဒုက္ခရောက်နေတယ်မိနိုင်မစားနိုင်သစ်ပင်ပေါ်မှာဒုက္ခရောက်နေတယ်အဲ့ဒီဒုက္ခရောက်နေတာကိုတွေ့ပြီးတော့ဖះလောင်းမြောင်မင်းကသူ့ရဲ့အသက်ကိုပဓာဏမထားဘဲနဲ့ဟိုဘက်ကန်းကိုရောက်အောင်ဆိုပြီးတော့ຫນွေကျိုးနဲ့ကူးသွားတာအလုံးသောတတော်ကောင်းများတည်တဲ့အတိုင်းပဲຫນွေကျိုးကဟိုဘက်ကန်းကိုမရောက်ဘူး အာလုံးသောတတဝါတွေကိုကယ်တင်ရှင်လို့ဆိုပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးကိုတရားခင်းပြီးတော့မြောက်တတဝါပေါင်းတွေကိုကယ်တင်ခဲ့တာဒါဘုရားလောင်းအသိဉာဏ်မရှိတဲ့တိရစ္ဆာန်ဘဝပဲရှိသေးတာတတဝါတွေကိုကယ်ခဲ့တဲ့မှတ်တမ်းတွေပေါ့ယနေ့ဦးဇနုတော်ကောင်းများလည်းဒီတိုင်းပဲမိမိတို့ဝန်ကြီးဌာနသည်လူမှုဝန်ထမ်းလူမှုရဲ့လူတွေရဲ့တောင်းကိုလည်းထမ်းဆောင်ရမယ် ်ကယ်ဆယ်ရေးလုပ်ငန်းကိုလည်းလုပ်ရမယ်ပြန်လည်နေရာချထားရေးလုပ်ငန်းကိုလည်းဆောင်ရွက်ရမယ်သိတ်တန့်ဖို့ရှိတဲ့ဌာနပဲအသေးပဲရှိတဲ့ဌာနလုံတိုင်းလုံတိုင်းမှာကုသိုလ်ရနေတဲ့ဌာနလို့ခေါ်ရမှာပေါ့ဥမာဆိုပါစို့ကံမိုးတွင်ရကာလကိုရောက်တော့မယ်ဆိုရင်လေမုန်တိုင်းပေးကြီးရှိမယ်ရေပေးကြီးရှိမယ်အဲ့ဒီပေးတဲ့ကြောင့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဒုက္ခကကယ်တင်ဖို့ဆိုပြီးတော့ကြိုးတင်ပြီးတော့ ပစ္စည်းတွေစုထားရတယ်။အေဇေယျပစ္စည်းတွေကို ရှာထားရတယ်။ရှာဖွေထားရတယ်။ရံမုံငွေတွေကိုရှာဖွေထားရတယ်။ဘာကြောင့်လဲဆိုတော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဒုက္ခရောက်နေတဲ့နေရာကိုချက်ချင်းတွားရောက်ပြီးတော့ကယ်တင်ဖို့အတွက်ဒါဘလောက်ကောင်းမြတ်တဲ့စိတ်တယ်လေ။ဒါသူတော်ကောင်းတွေရဲ့စိတ်တယ်လို့ခေါ်တာ။သူတော်ကောင်းတို့ရဲ့နှလုံးသားလို့ခေါ်တာပေါ့။ဒါကြောင့်မို့မိမိတို့ရဲ့နှလုံးသားကိုငါတို့ရဲ့ဌာနသည်အလွန်တရာမြင့်မြတ်တဲ့ အထက်တန်းကြတဲ့နှလုံးသားပိုင်ရှင်တွေစုဝေးရာဌာနဖြစ်တယ်။ဘုရားသခင်ကိုတော်မြတ်ကြီးကိုတော်တိုင်ဒီလမ်းစဉ်ကိုရှောင်နေတယ်။ဘုရားလောင်းသူတော်ကောင်းများဘုရားလောင်းပုဂ္ဂိုလ်များလည်းပဲဒီလမ်းစဉ်ကိုရှောင်နေတယ်။ အခြားခြားသောသူတော်ကောင်းပုဂ္ဂိုလ်များလည်းဒီလန်းစဉ်ကိုရှောင်နေတယ်။ငါတို့လည်းပဲဒီလန်းစဉ်ကိုရှောင်နေတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာမိမိတို့လုပ်တဲ့လုပ်ငန်းမှန်သမျှတွေမှာစေတနာထားကရုဏာထားမေတ္တာပွားပြီးတော့လုပ်ကင်ကူညီဆောင်ရွက်ကြမယ်ဆိုရင်နေ့တိုင်းနေ့တိုင်းကဥစဉ်တို့သူတော်ကောင်းတို့ရဲ့အတွေ့တန်ဖိုးရှိတဲ့နေ့အကျိုးရှိတဲ့နေ့ အလွန်တရာတန်ဖိုးမဖြတ်နိုင်တဲ့နေ့တွေကိုပိုင်ဆိုင်သွားကြမှာဖြစ်ပါဘုရားရှင်ကိုယ်တော်မြတ်ကြီးတဲ့အဲ့ဒီပရဟိတလုပ်ငန်းကိုလုပ်ရင်းနဲ့ပဲသူကိုယ်တိုင်အတ္တဟိတအကျိုးတွေပြီးစီးအောင်မြင်ပြီးတော့နိဗ္ဗာန်ကိုဆံဝင်သွားရတာပဲဥစ္စံတော်သူတော်ကောင်းများလည်းဒီတိုင်းပဲလူရယ်လို့ဖြစ်လာပြီးဆိုရင်ပရဟိတလုပ်ငန်းကတော့တဆွမ်းသမျှစူးစမ်းဆောင်ရွက်ပြရမယ် ယနေ့ဒီဝန်ကြီးဌာနဆိုရင်ပရဟိတလုပ်ငန်းကိုတည်ထောင်လုပ်ရမယ်ဝန်ကြီးဌာနတစ်ခုဖြစ်တယ်။ဒါကြောင့်မို့မိမိရဲ့ဌာနမှာတာဝန်ထမ်းဆောင်နေရင်လည်းမိမိတို့ရဲ့လုပ်ငန်းသည်ပရဟိတလုပ်ငန်းတနည်းအားဖြင့်ပြောမယ်ဆိုရင်လူသားတို့ခေါ်နတ်သားတို့ခေါ်တဲ့တကယ်သူတော်ကောင်းတို့ရဲ့နှလုံးသားများနဲ့ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်များလုပ်ရမယ်လုပ်ငန်းတွေကိုငါတို့လုပ်ကင်နေရပါလားဆိုပြီးတော့ကိုယ့်ကိုယ်ကိုဂုံယူတတ်ရမယ် ကိုကိုကိုဂုံယူတတ်ပြီးတော့ခဏကမေတ္တာတရားတွေထားမယ်အဓိကအတော့ကရုဏာတရားတွေထားရမှာပေါ့ဒုက္ခရောက်နေကြပြီစာဝန်နေရေးဒုက္ခတွေကြုံနေရတယ်ယနေ့ကကာလဥစဉ်တို့စစ်ပီးတွေနဲ့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဥစဉ်တို့မြန်မာနိုင်ငံမှာအဲ့ဒီပုဂ္ဂိုလ်များကိုလည်းကိုတက်စွမ်းသမျှပါဝင်ကိုကြီးဆောင်ရွက်ခွင့်ရတာဒါအနှောင့်အယှက်ကံကောင်းတာပဲ ုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ချမ်းသာတဲ့ပုဂ္ဂိုလ်မကယ်တင်ထားလိုက်အောင်ချမ်းသာတဲ့ပုဂ္ဂိုလ်ကသူ့ဘဝသူဖန်ထိန်ချောင်းနိုင်တယ်တကယ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်စာဖို့လည်းမရှိဘူးအိမ်ဘူးအိမ်ဘူးလည်းနေရမရှိဘူးအိမ်လည်းမရှိဘူးနေဖို့လည်းနေရမရှိဘူးအဲ့ဒီမျိုးပုဂ္ဂိုလ်တွေဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ငါတို့ဘယ်လိုကူညီဆောင်ရွက်ပေးရမလဲကရုဏာထား သူတို့ပေါ်မှာချမ်းသာပါစေဆိုတဲ့မေတ္တာတွေထားမေတ္တာကရုဏာထားပြီးတော့မိမိတို့လောကန်ဆောင်ရွက်ကြမယ်ဆိုရင်အလွန်တရာအကျိုးတရားကြီးမားပါတယ်။သူတော်ကောင်းများရဲ့အလုံးသူတော်ကောင်းများရဲ့နှလုံးသားများဖြစ်ပါတယ်။ဒါကြောင့်မို့ဦးဇင်းတို့သူတော်ကောင်းများယင်းနေ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လဲညီအားချထားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများသည်ဖခင်အဆရှိသောသူတော်ကောင်းတို့ရဲ့နှလုံးသားများနှင့် အတူ မွေးဖွားလာတဲ့ဝန်တန်းမိသားစုများ ဖြစ်ပါတယ်။ဒါကြောင့်မို့မိမိတို့ရဲ့နှလုံးသားများကိုစေတနာနဲ့ချမ်းရမ်းမယ်။မေတ္တာနဲ့ချမ်းရမ်းမယ်။ကရုဏာနဲ့ချမ်းရမ်းပြီးတော့ဘေးဒုက္ခတွေကြုံတွေ့နေမဲ့ပုဂ္ဂိုလ်ဘေးဒုက္ခတွေကြုံတွေ့နိုင်တဲ့ပုဂ္ဂိုလ်တွေကိုအဲ့ဒီဘေးဒုက္ခအဖျားပြားကလွတ်ကင်းဖို့အတွက်စေတနာအားမေတ္တာအား ကရုဏာအားဒီနဲ့ကြိုးစားဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေမိမိတို့ကိုယ်တိုင်လည်းပဲတန်တရာဒုက္ခတွေကလုတ်ကင်းရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရောက်ရှိအောင်ကြိုးစားအားထုတ်နိုင်သောသူတော်ကောင်းပုဂ္ဂိုလ်များအတီးအီးဖြစ်ကြပါစေလို့ဆန္ဒပြုရင်းနဲ့အိမိနာပုံညာကံမေနာဒုက္ခိတံဟောထာတာတဝော တိကံဘဗောဓနိဗ္ဗာန်ံပကနာဇိနာသာဒနံပါတဝနှလုံးပြောပြောင်းဩသူတော်ကောင်းတို့အိမိနာပုံညာကမိနာ အစမထင်တန္တရာခွင်ကယနေ့တိုင်အောင် လူတန်းရသောဒါနာကုသိုလ်စောင့်တရားသောသီလကုသိုလ်ပရိဒိယနေသနာတော်မြတ်ကိုနာယူမှတ်သားခြင်းကြံပွားများအားထုတ်ရသောဘာဝနာကုသိုလ် ပရာဟိတလုပ်ငန်းများကိုစေတနာမေတ္တာကရုဏာချီးမားစွာဖြင့်ဆောင်ရွက်ရသောပရာဟိတကုသိုလ်ဤသို့ပေါင်းအံ့များမြတ်သောကုသိုလ်ကံကြောင့်တိတုံမကံကုသိုလ်ကောင်းမှုကိုပြုလုံအားထုတ်ကြကုန်သောသင်္သူတော်ကောင်းအပေါင်းတို့အားဒုခိတယခုဘဝမှစနိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင် ကိုစိတ်နှဖျားကျမ်းမာချမ်းသာလန်းဖျား ဝန္တာကြကုန်သည်ဟောတကောင်းစွာမသွေဖြစ်ကြပါစေကုန်တတိစိနာသာတနငါမန်အောင်မြင်ဖရာရှင်ဤအံပွဲရှိဖျာသာသနာတော်မြတ်ကြီးကိုဘဂနာထပိစေဓမ္မနဖျာသောနှုတ်ကားတို့ဖြင့်ကောင်းစွာမသွေချီးမြှောက်ထောက်ပံ့လှူဒန်းနိုင်ကြပါစေကုန်တတိနိဗ္ဗာန်ခန္ဓာမိလျံတို့ဤငြိမ်းအင်းရာဖြစ်သောနိဗ္ဗာန်ကို နိဗ္ဗာန်အိုခြင်းဒုက္ခနာခြင်းဒုက္ခတိခြင်းဒုက္ခအပေါင်းတို့ဤငြိမ်းအီးရာဖြစ်သော နိဗ္ဗာန်ကိုတိကံဘဝမကြာဆောလျင်စွာဖြင့်ပဘောဓကိုစီကိုငါကောင်းစွာမသွေရောက်ရှိနိုင်ကြပါစေကုန်တတိအာတုသာတု အတုပပယကာယစကြာရအောင်နော်အာရိဇကွက်ကိုင်းအလုံးလိုက်ဆိုလိုက်ပါအရှင်မြတ်တို့ဖယားတပြည်တော်များသည်ဩနာတိယေရှုပ်ထွေးလာစွာဤတန်တရာမှလင်းမြန်စွာလွတ်မြောက်ပါရခြင်းကောင်းကျိုးချမ်းသာ จิตติมิงคลังอภยาภยาโตเนตะนิตะชาโตบวาปิสงบาสิชิงอโจงายะนิยะคุลุโมวนตังကဲစေရည်နှင့်ပြန်လည်နေရာချထား၍ဝန်ကြီးဌာနဝန်တမ်းမိသားစုများက သာသနာတက္ကသိုလ်တို့လာရောက်ကြ၍ဖရာအမှုရှိသောလီးရာကျော်သောအံဃာတော်အရှင်မြတ်တို့အားဆွမ်းခဲပွဲပေါ်စဉ်ချိုးချင်းအရသာအဖျားဖျားတို့နှင့်တကွာမင်းကန်းအစာရှိသော ဘိစီဝထုအဆုစုတို့ကိုလှူဒန်းရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပရိတ်တရားနာယူရသောဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ်မြန်းမြတ်သော ကုသောကံစေတနာတိဖရာတပြီတော်တို့အလိုရှိအပ်သောဘဝပံပတ္တိဘဝအစဉ်အတန်မြင့်တထက်မြင့်ချင်းဘောဂသံပတ္တိစီစိန်ဩစာယတနာရွှေငွေ ယာဒုဌာနန္တရာတဏိတချာတူပွားပြေဆုံးခြင်းအာရောကြတံပတ္တိအနာယောဂကင်းစင်ွာ၍ဘဝခန္ဓာကြံကြံမာမာချမ်းချမ်းသာသာရွတ်ဆောင်နိုင်ခြင်း နိဗ္ဗာန်သံပတ္တိဩနာတိယဒုက္ခပေရိုဤငြိမ်းအီးရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင် ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့နေတနေ့တခြားတို့ဘွား ပြေဆုံးရာပြေဆုံးကြောင်းအကောင်းသောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပြည်တော်တို့စုပေါင်း၍ပြုလုံအားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ပါကားတို့ကိုယခုဘဝမ ရှိရှိဘဝတောစัจจသောမိဘဘိုးဘွားဆရာသမားတို့အားအစာထား၍ရေမြင့်တနေပြည့်ရှင်မင်းငရဲတနေယမမင်းနတ်တော်တနေတရားမင်းကိုဆောင်နှံ့ อิตะกะโตซาวนะกะบาอิเสดีโตซาวนะกะบาอิโกมีซาวนะไอ้ซาวนะမျိုးဆောင်နဲ့နိုင်ငံဆောင်နဲ့ကပ္ပါဆောင်နဲ့သာသနာတော်ဆောင်နဲ့အပါအဝင်း32ဘုံ ကျင်လည်ကုန်သောဝိနိယဒုခိတာဒုခိတာတတဝအပေါင်းတို့အားအမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏ အာလုံးသောလူနဲ့မြန်မာတတဝအနန္တမန္တမြတ်တို့သည်ဖရာတပည်တော်တို့နှင့်ညီတို့ညီမြထတ်တို့ထမ်းမြအမြာရာ၍ကိုယ်စိတ်နှပြချမ်းမာကြသည် ကိုစိတ်နှပြချမ်းသာကြသည်ကိုစိတ်နှပြဝမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးကြကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာတူ အာဒုအာဒုအာလုံးကြာကြာသမျာအမြအမြအမြယူတော်မူကြပါကုန်လောသာဒုအာဒုသာဒုအာလုံးကြာကြာသမျာအမြအမြအမြယူတော်မူကြပါကုန်လော 아두 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 바비야.